Dandelion Chinese ကိုဒေါင်းလုဒ်ဆွဲလိုက်ပါ။ပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကို တော့ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်။ man အကြောင်းသိစရာများ man ဆိုတဲ့စလုံးကအများကိန်းကိုညွှန်းပါတယ်။သို့တော်လည်းသူ့ကိုနန်စားသို့မဟုတ် အခေါ်ဝေါ်ရဲ့အနောက်မှာအသုံးပြုပါတယ်။ဥပမာ နီဆိုရင်တင်ဖြစ်ပါတယ်။အကယ်လို့တယောက်ထပ်ပို့လာပြီဆိုရင်မန်းကို အနောက်မှာထည့်ရပါမယ်။နီမန်းဆိုရင်တင်တို့ဖြစ်ပါတယ်။ဝါဆိုရင် ကျွန်တော်ဖြစ်ပါတယ်။အကယ်လို့တင်အပါအဝင် လူတစုကိုညှဉ်းချင်တာဆိုရင်ဝါရဲ့အနောက်မှာမန်းကိုထည့်လိုက်ခြင်းအပြင်ဝါမန်ကျွန်တော်တို့ဆိုတဲ့စလုံးဖြစ်သွားပါတယ်။ တခုတတိထားရမှာကနီမန်းဆိုတဲ့စက်လုံးအတွက်နီရဲ့အနောက်မှာမန်းကိုထည့်လိုက်တာမှန်ပေမဲ့ပုံမောရင်ကျေးတဲ့အတုံးအုံဖြစ်တဲ့နင်းရဲ့အနောက်မှာတော့မန်းလိုက်လို့မရပါဘူးလူတစုကိုလေးစားစွာခေါ်ဆိုခြင်းနဲ့ဆိုရင်လေပုံမှန်အတုံးအုံဖြစ်တဲ့နီမန်းကိုပဲအတုံးပြုရပါမယ်အခုသူနဲ့သူမဆိုတဲ့နန်စားကိုတစ်ချက်ကြည့်ကြရအောင် ထားနဲ့ထားသူတို့နှလုံးကအတန်ထွက်တူပေမဲ့စလုံးကွဲပြားပါတယ်သူတို့နှလုံးရဲ့ဘယ်ဖက်အစိတ်ပိုင်းဖြစ်တဲ့ Chinese radical ကမတူပါဘူးပထမတစ်ခုထားက female radical ဖြစ်ပြီးတော့သူမကိုရည်ညွှန်းချင်တာဖြစ်ပါတယ်ဒုတိယထားကတော့ person radical ဖြစ်ပြီးတော့ယောက်ျားလေးသူကိုရည်ညွှန်းချင်ဖြစ်ပါတယ်မန်းကိုသူတို့နှလုံးရဲ့အနောက်မှာ ပေါင်းထည့်လိုက်တဲ့အခါ သူတို့ဆိုတဲ့စလုံးဖြစ်သွားပါတယ်။သို့တော်လည်းပထမထားမန်ကမိန်းကလေးတစုကိုရည်ညွှန်းခြင်းဖြစ်ပြီးတော့ဒုတိယထားမန်ကတော့ယောက်ျားလေးတစုကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ယောက်ျားလေးနဲ့မိန်းကလေးလူတစုဆိုရင်လည်းဒီ person radical နဲ့ထားမန်ကို အသုံးပြုပါတယ်။အခေါ်ဝော်များရဲ့အနောက်မှာလည်းမန်းကိုထည့်ပြီးတော့ လူတစုဆိုတာကို ဖော်ပြလို့ရပါတယ်။ဥပမာ老师们、ဆရာဆရာမတို့တရုတ်ယဉ်ကျေးမှုထဲမှာ老师ဆိုတဲ့အခေါ်အဝေါ်ကိုကျောင်းဆရာမအလုပ်လုပ်ကိုင်းမှခေါ်ဝေါ်ခြင်းမျိုးမဟုတ်ပါဘူး။လုပ်ငန်းခွင်တစ်ခုရဲ့အတွေ့အကြုံရင့်ကျက်သူမြည်သူကိုမဆို老师လို့လေးစားစွာခေါ်ဆိုနိုင်ပါတယ်။ကျောင်းသူကျောင်းသားတွေကကိုယ့်ဆရာဆရာမတွေကို လောက်ရှိရဲ့အရှိမမျိုးရွတ်အမြည်တက်ပြီးလေးစားစွာ ခေါ်ဆိုလေးရှိကြပါတယ်။တက္ကသိုလ်ကျောင်းသားတွေကလည်းကိုယ့်ရဲ့ professor သို့မဟုတ်ဌာနမှူးများကိုလည်းအလားတူပုံစံအတိုင်းအခေါ်အဝေါ်ရှိမမျိုးရွတ်အမြည်တက်ပြီးလေးစားစွာခေါ်ဆိုလေးရှိကြပါတယ်။မန်းနဲ့တွဲလို့ရတဲ့အခြားအခေါ်အဝေါ်တွေကတော့ရှန်ရှမန်လူကြီးမင်းတို့女士们အမျိုးသမီးတို့ ီအခေါ်အဝေါ်တွေကို ပွဲအစီအစဉ်တွေရဲ့အဖွင့်တွေမှာသုံးနှုန်းလေးရှိကြပါတယ်။ Mandalorian Chinese ကိုဒေါင်းလုဒ်ဆွဲလိုက်ပါ။ပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတော့ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်။